ကျမတို့ပฏิစေကြတဲ့အခါမြတ်စွာဘုရားရှင်ရဲ့ပုံတော်ကိုအာယုံပြုပြီးပฏิစေရမှာလားဒါမှမဟုတ်ပရမတရားဖြစ်တဲ့ဂုဏ်တော်ကိုအာယုံပြုပြီးပฏิစေရမှာလားစသဖြင့်ဝေခွေမရဖြစ်တတ်ပါလေဒီလိုမျိုးစိတ်မရှင်းလင်းတာတွေတွေကိုရှင်းလင်းသွားအောင်လို့ဆရာကြီးမေကန်စီဝင်းကြီးပြောပြချက်များကိုပြန်လည်မျှဝေပေးသွားပါမယ်ရှင်ပฏิစေတာနည်းမျိုးမျိုးရှိကြပါသေးတယ်တရဏဂုံသုံးပါးနဲ့ပฏิစေတာဂုဏ်တော်နဲ့ပฏิစေတာကာရမန္တန်တွေနဲ့ပฏิစေတာဆိုပြီးရှိကြပါသေးအများစုစိတ်ကြတာကမြတ်စွာဘုရားရဲ့ဂုဏ်တော်တွေနဲ့ပေါ့ အခုကျမလေးဂုံတော်ကိုဥတီပြီးပတိစိတ်ပုံကိုတည်တလောင်ရှင်းပြပေးပါရစီအရဟံဂုံတော်တိဥတီပြီးရှင်းပြပေးပါမည်တကယ်တော့အရဟံအစရှိတဲ့ဗုဒ္ဓနုဒတိဂုံတော်ကမ္မထံကပရမတ်တရားကိုအာယုံပြုနေရတဲ့ကမ္မထံဖြစ်ပါသည်ပရမတ်တရားကိုအာယုံပြုရတဲ့ဆိုတော့တော်ယုံလူနားလည်းဖို့မလွယ်ပါဘူးပတိစိတ်ခါစားသူတွေနားလည်းဖို့အရင်ခက်ခဲပါသည်ညာကအဲ့လောက်မလိုက်နိုင်ပါဘူးပရမပညာအစတဲ့အသုံးအနှုန်းတွေသိအောင်လုပ်အောင်မှဖြစ်လို့အသိဉာဏ်ရှုပ်ထွေးသွားရင် ပတိစိတ်ဖို့အတွက်စိတ်လေးသွားတတ်ကြပါသည်ပြောချင်တာကအစောပိုင်းအထောက်ခါစားမှအဲ့ဒီလောက်ထိမလိုသေးပါဘူးကိုနားလည်လွယ်သလိုရှင်းရှင်းလေးနဲ့ပတိစိတ်ကြတာအကောင်းဆုံးပါပဲတမာတိဖြစ်လာရင် သူကအလိုလိုသိသွားတတ်ပါသည်ဘယ်သူမှဆိုတရားအထောက်ခါစားမှပရမတရားကိုဘလို့မှမမြင်နိုင်ကြပါဘူးပြည့်ညက်တရားအစစ်အစင်ကိုကြုံလွန်အောင်အထောက်ပြီးကမှပရမတရားကိုမြင်ကြရပါသည်ဒါကြောင့်အစောပိုင်းတရားအထောက်ခါစားမှပြည့်ညက်တရားကိုပဲရှုမှတ်ကြတာများပါသည် ပြည့်ညက်အာယုံနဲ့တမာရီတရားခိုင်မာအောင် အရင်တီထောင်ပြီးမှပရမတ်နေပေရောက်ရှိသွားကြရပါတယ်။ဘလို့အာယုံပြုတ်ပြီးပရိစေရမလဲ။ဒါကအဓိကသိရမယ့်အပိုင်းသားဖြစ်ပါတယ်။ပထမဦးဆုံးပရိကံပြုမေတ္တာပို့ပြီးတာနဲ့တင်ပလင်ခွေထိုင်လိုက်ပါ။တတောင်တတလေးဖျားအောင်ထိုင်လိုက်ပါ။အားလုံးပြီးတာနဲ့မိမိအရှိတလန်အကွာမှာဘောဓိပင်နဲ့ရွှေပလင်အောင်မှာအတွင်းရန်အပြင်ရန်အောင်မြင်တော်မူပြီးသော32ပါးသောရူပကာယလက္ခဏာတော်ကြီး 80သောလက္ခဏာတော်ငယ်အသွေးအသွေးလေးအလွန်ကြီးမျိုးပဲကောင်းသောတတ်တော်ထင်ရှားမြတ်စွာဘုရားရှင်ကိုရောမြတ်ကြီးတရှိနေသလိုအာယုံပြုပြီးပါအဲ့ဒီလိုအာယုံပြုလို့မရရင်မိမိစိတ်ထဲမှာအလွန်ကြီးနူးစင်နိုင်တဲ့ရုပ်ပွားတော်ဘုံကိုအာယုံပြုပြီးပါပုံတော်ကိုသာအာယုံပြုပြီးပါဂုံတော်မဟုတ်သေးပါပုံတော်ကိုအရင်အာယုံပြုခိုင်းရတာပါဒီနေရာမှာမေးစရာရှိပါတယ်ဂုံတော်ကမထဲကပထမတရားကိုအာယုံပြုရတယ်မဟုတ်လား ။ဘာဖြစ်လို့ပြည့်ညက်ဖြစ်တဲ့ပုံတော်ကိုအာယုံပြုခိုင်းရတယ်လဲ။စာပေနဲ့မညီဘူး။စသဖြင့်မိတဲ့ကြပါလိမ့်မယ်။နင်းနေပြောပြရစီ။ကျမခုနကပြောထားသလိုပဲအစောပိုင်းကာလမှာပရိသေကြတဲ့သူတော်တော်များများကပရမတ်တရားကိုမြင်နိုင်မှုခတ်ပါလိမ့်။ဒါကြောင့်အသိဉာဏ်မရှုပ်ထွေးသွားရလျာလူသားအများစုနဲ့ယင်းဤကျွမ်းဝင်ထားတဲ့ပြဉ္ညာအာယုံရုပ်ပွားတော်ဘုံကိုအာယုံပြုခိုင်းရခြင်းဖြစ်ပါသည်။စာပေနဲ့တိုက်တာပြီးအငင်းပွားတဲ့သူတွေအတွက်ရှင်းပြရခြင်းမှာ ဒီနေရာမှာပထမမဟာကန္နာယုံဆရာတော်ဖျားကြီးနဲ့ကျေးဇူးတော်ရှင်လေးဒီဆရာတော်ဖျားကြီးတို့ဆွေးနွေးခဲ့ကိုတရိယာမိပါတယ်ပထမမဟာကန္နာယုံဆရာတော်ဖျားကြီးကဗုဒ္ဓနုဒတိဂုဏ်တော်ကမ္မထံကိုအမြတ်တနုပွားများလေးရှိတဲ့ဆရာတော်ကြီးပါဆရာတော်ထံရောက်ရှိလာကြတဲ့တပိတယကတယကမတွေကိုဆရာတော်ကြီးကဂုဏ်တော်ကမ္မထံပွဲပွားခိုင်းပါတယ်ဟောတဲ့နေ့ကအရှင်မကျမရေးထားခဲ့သလိုမြတ်စွာဘုရားရှင်ရဲ့ကြီးညိုပွဲရရုပ်ပွားတော်ဘုံကိုအရင်အာယုံပြုပြီးမှဂုဏ်တော်ပွားရတဲ့နေ့ပါ ။တနေ့တော့ဆရာတော်ကြီးကဆရာသမားဖြစ်သူလေဒီဆရာတော်ဘုရားကြီးနဲ့တွေ့ဆုံကြတော့သူအခုတပည့်တွေကိုပေးထားတဲ့ကမ္မထံပွားနီးမှန်မှန်မှန်စစ်ဆေးဖို့လျှောက်ထားပါသည်။ပြီးတော့ဆရာတော်ဘုရားတပည့်တော်ရဲ့တပည့်တွေကိုဗုဒ္ဓနုဒတိဂုဏ်တော်ကမ္မထံဤသို့ပွားခိုင်းပါလေဘုရား။တပည့်များကလည်းစူးစားပွားများပြီးမကြခင်မှာပဲတတ်တော်ထင်ရှားမြတ်စွာဘုရားကိုမြင်တွေ့ရသလိုအာယုန်နှမိတ်ထင်ကြပါတယ်ဘုရား။ကမ္မထာနီလမမမန်ဆုံးဖြတ်ပြီးတော်မူပါဘုရားလို့လျှောက်ပါတယ်။ လေဒီဆရာတော်ဖျားကြီးကထူစာပေတဲ့တွင်ခုံတော်ကမ္မထဟာနမိတ်ထင်ကောင်းတဲ့ကမ္မထမဟုတ်ဘူးပီတိဖြစ်ကောင်းတဲ့ကမ္မထသာဖြစ်သည်အရှင်ဖျားချီးမြှင့်ပေးတဲ့ကမ္မထကနီလမမတော်လဲမှန်နေဟုမဆိုသာဗုဒ္ဓနုဒတိခုံတော်ကမ္မထကိုမခေါ်ပေဗုဒ္ဓကတိုင်ပွားများတယ်ဟုခေါ်လျင်အတိတ်တော်ဆုံးဖြစ်ပေတယ်လို့မိန့်ကြားသွားပါတယ်ဒီနေရာမှာသတိထားစရာအများကြီးရှိပါတယ်ဗုဒ္ဓနုဒတိခုံတော်ကမ္မထနဲ့ဗုဒ္ဓကတိုင်ဆိုတဲ့စကားလုံးမှာပြီး ကမ္မထန်၄၀တဲ့မှာဗုဒ္ဓနုဒတိကမ္မထန်ကဟာမီအတိအကျပါဝင်မိမိဗုဒ္ဓကတိုင်းကတော့မတွေ့ရပါဘူး။ဒါဆိုရင်ဗုဒ္ဓကတိုင်းကမှားသလားဆိုရင်လည်းမမှားဘူးလို့ဖြေရပါလိမ့်မည်။ဟုတ်ပါတယ်။ဗုဒ္ဓကတိုင်းကမ္မထန်ကကမ္မထန်၄၀စရင်နဲ့မပါပေမဲ့တခါတလေမြတ်စွာဘုရားကကြာပန်းကိုကတိုင်းရှုသလိုပွားများခိုင်းတတ်တာစာပေတွေမှာအတိအကျရှိပါသေးတယ်။ တတဝဝိနည်းအများကြီးအလူဆန္ဒအားလျော်စွာမြတ်စွာဘုရားကကမ္မထာနိလန်းတွေတင့်လျော်တယ်လို့ဟောပြောပြသချင့်မြင်ပေးတဲ့သာတတိပြုရပါလိမ့်မယ်။ဒါကအငင်းပွားတတ်စရာလေးတွေကိုရှင်းပြရတာပါ။မြတ်စွာဘုရားရဲ့ပုံတော်ကိုအာယုံပြုပွားများရတဲ့ဗုဒ္ဓကတိုင်းကထွေရပဝိဇာနေပေမှာအသုံးများတဲ့ကမ္မထာတစ်ခုလည်းဖြစ်ပါသည်။ဒါကြောင့်ရှေးမှာစမပြောခဲ့တယ်လို့ပရိစေပြီးဂုံတော်ကမ္မထာဘွားမဲ့သူတွေဟာပထမဦးဆုံး ်မြတ်စွာဘုရားရှင်ရဲ့ကြည်ညိုပွေရာရုပ်ပွားတော်ဘုံကူတာအရင်အာယုပြုရပါသည်ထိုင်နေတဲ့မိမိရဲ့အရှိအတလန်အကွာမှာဘောဓိပင်ရှင်ရှစ်ပလင်ကိုအောင်မြင်တော်မူပြီးတဲ့မြတ်စွာဘုရားရှင်ကိုတော်မြတ်ကြီးဘုံတော်ကူတာအရင်အာယုပြုပြီးပါလွန်ခဲ့တဲ့နှစ်ပေါင်း2500ကျော်ကမြတ်စွာဘုရားရှင်ဟာလူပြည်လူလောကမှာအမှန်တကယ်စင်စစ်ကြီးပွင့်တော်ပေါ်ပေါက်လာခဲ့တယ်ဆိုတာလေနှလုံးသွင်းထားရပါတယ်နဖျားဝါဒဒဏ္ဍာရီပုံမြင်နေယူနေဖျားမဟုတ်ဘူးဆိုတာကိုရှင်းရှင်းလင်းလင်းကြီးနားလည်ထားဖို့လေလိုပါသည် ဒါမှဂုံတော်ကိုပွားများတဲ့အခါပို့ပြီးထိရောက်တတ်ပါတယ်။ပုံတော်ကနေဂုံတော်စီကိုတဖြည်းဖြည်းဥတီသွားတဲ့သဘောလေးဖြစ်ပါတယ်။အဲ့ဒီလိုအာယုံပြုပြီးတာနေပရိမစိတ်သေးပဲအထဟန်အနတ်ငါးချက်ကို အရင်ဆင်ကျင်ပေးရပါတယ်။ဒီအနတ်ငါးချက်ကိုမရသေးရင်အားတဲ့အချိန်တိုင်းအတန်ထွက်ရွတ်ဆိုပေးရပါတယ်။ယူကြည့်ပါမခက်ပါဘူး။ရွတ်ဆိုပါများရင်ရသွားပါလိမ့်မယ်။ပရိမစိတ်ခင်ဒီအထဟန်အနတ်ငါးချက်ကိုစိတ်နဲ့အရင်ဆင်ကျင်ပေးပါ။ မာမီနိကအစဉ်ချင်းပြီးရင်ရပါပြီ။ဒါမှကိုပရီးစိမ့်မဲ့ဂုံတော်တွေကအတိတ်ပဲနားလည်လာပြီးထက်ထက်မြက်မြက်နဲ့လန့်ခီးမြန်သွားပါလိမ့်မယ်။အဲ့ဒီလိုအဒဟန်အနံ့ငါးချက်ကိုစိတ်နဲ့စဉ်ချင်းပြီးရင်ခုနတုန်းကပြောထားသလိုမိမိအရှိတလန့်အကွာမှာမြက်စွာဖျားရဲ့ကြီးညိုဖျားရုပ်ပွားတော်ပုံကိုအရင်ပြန်ပြီးအာရုံပြုပြီးပါ။ပြီးတာနဲ့လက်နှစ်ဖက်နဲ့ပရီးတလုံးကိုဆွဲစိတ်လိုက်ပါ။စိတ်ထဲမှာကိုပွားများမဲ့အရဟံဂုံတော်ကိုဆင်ကျင်ပေးပါမှတ်ပေးပါအရဟံ ူဇော်အထူးကိုခံယူတော်မူတိုက်သောမြတ်စွာဘုရားဆိုပြီးပတိတလုံးချပြီးရင်အရဟံဆိုပြီးနောက်တလုံးဆွဲချိန်ပြီးရင်အရဟံဆိုပြီးနောက်တလုံးဆွဲစိန်ဒီလိုပဲဆက်လက်ပြီးပတိတလုံးပြီးတလုံးတစ်ပတ်ပြီးတစ်ပတ်ပွားများပေးပါဆရာယုံကတော့မိမိအရှိမမြတ်စွာဘုရားရဲ့ပုံတော်ကိုသာများများအာရုံပြုပေးပါပုံတော်ညီမဂုံတော်ရောက်လာပါလိမ့်မယ်ဒါကလူရင်းအချက်ပါပဲ နောက်တစ်ခုသတိပြုရမှာကပတိစိတ်တဲ့အခါမနှင်းလို့မမြန်လို့မဲ့စိတ်ရင်အကောင်းဆုံးပါပဲ။အရန်နှိကွေးစွာပတိစိတ်မိရင်စိတ်ကမရွှင်မသက်ဖြစ်ပြီးခဏလေးနဲ့အိမ်ငိုက်တတ်ပါသေး။စိတ်လေးလံတတ်ပါသေး။တဖာတလေအပဲ့ရင်မမြန်ပြီးအောင်ဆိုပြီးမမြန်စိတ်တဲ့ကြပါသေး။ညောင်ညာကြိုက်ခဲတဲ့တန်ကိုခံရလေလေအမြန်စိတ်မိလေလေဖြစ်တတ်ပါသေး။အဲ့ဒီအခါစိတ်ကအယုံစီမရောက်တော့ပဲပတိစီပဲရောက်သွားတတ်ပါသေး။ အဲ့ဒီအခါအချိန်ကုန်လူပန်းပြီးအကျိုးတရားကမြုံမှန်းတော့ဖြစ်မလာတော့ပါဘူးမနေမမြန်တဲ့စိတ်မဲဆိုရင်အကောင်းဆုံးပဲလို့ပြောပြစီရှင်နောက်တစ်ချက်ကပရိစိတ်ခါစအစောပိုင်းမှာအပိတ်ရင်အများကြီးမစိတ်တင်နေပါဘူးနဝင်းကြီးနဝင်းကိုင်အဖြစ်ကိုဘက်သားစိတ်ပါဝင်စားစွာရင်စိတ်တယ်မာတယ်ကိုဘက်မဟုတ်ရင်ဂုံတော်တထောင်ရည်စုပြီးဆယ်ဘက်စိတ်ပါအဲ့ဒါအကောင်းဆုံးပါပဲရှင်အပိတ်ရင်အများကြီးဆိုရင်ဘာဖြစ်တတ်တယ်လဲဆိုတော့ ကြလာတော့ညောင်းညာတံများပြီးစိတ်ပြန့်လွင့်မှုတွေပုံမှုများလာတတ်ပါသည်။ဖျားအာယုန်နေဖျားကုံတော်တွေစီစိတ်မြောက်နိုင်တော့ပဲဒေါသလည်းဖြစ်တတ်ပါသည်။တတိထားစရာပါ။ဒါကြောင့် နဝင်းချီနဝင်းကైအဖြစ်ကိုဘက်သားအရင်စိတ်ကြတာအကောင်းဆုံးပါပြီ။ကိုဘက်ကကြာချိန်အများဆုံးမိနစ်30ကြာတတ်ပါသည်။ကိုဘက်နဲ့ပရိစိတ်လိုပိုင်နိုင်သွားပြီဆိုရင်တဆင့်တက်ပြီးတဆက်ရှစ်ပတ်စိတ်ရပါမယ်။ဒါကပရိလန်းမှာတည်တည်ချာချာမှတ်ထားတဲ့နဝင်းစဉ်နံပါတ်လေးတွေပါ။ နဝင်းအဆောင်သစ်စိတ်ကိုတော့နောက်ပြည်ယူတွေမှာတင်ပေးသွားပါဦးမယ်ရှင်။ဒီနဝင်းတက်စင်ကနောက်ပိုင်းပို့ပြီးအရေးပါလာကြောင်းတွေ့ရပါလိမ့်မယ်။အဲ့ဒီနဝင်းတက်စင်အတိုင်းအစစ်စစ်ပရိစိတ်သွားမယ်ဆိုရင် ကိုလိုလားတဲ့ခကြီးအမြန်ရောက်သွားပါလိမ့်မယ်။ဒါကနဝင်းနဲ့ရှင်းပြရတာပါ။ကျန်တဲ့ပရိစိတ်နီးတွေကိုတော့ညွှန်ထားတဲ့အတိုင်းစိတ်လို့ရပါတယ်။ဥပမာကိုနဝင်းပရိစိတ်နီးခန်းဒီစီဒီပရိစိတ်နီးစားတဲ့ပရိစိတ်နီးအမျိုးမျိုးနဲ့ဖျက်ရပောက်အထိပရိစိတ်ကျင့်စဉ်တွေကိုတော့ ူစီကင်အတိုင်းပြီးစိတ်လိုက်ယုံပါပြီ။ပြီးစိတ်ရင်တမာရီဖြစ်ရင်ဖြစ်သလောက်အကျိုးတရားများလက်တွေ့ခံစားရပါလိမ့်မယ်။ကုသိုလ်အရေးမှာ အကျိုးမပေးတာမရှိပါဘူး။အနည်းအမြန်ပဲကွာပါလိမ့်မယ်။မိမိအနေနဲ့ဒီတိုင်းလေးပဲပုံမှန်ဆက်သွားပေးပါ။ဒါဆိုရင်စိတ်ပရိခီးလမ်းမပေါ်ရောက်သွားပါပြီ။ဆက်လက်ပြီးစူးစမ်းပွားများသွားမယ်ဆိုရင်ကိုလိုလားတဲ့ပန်းတိုင်းမကြခင်မှာပဲရောက်သွားမှအီကံမလွဲတော့ကြောင်းတိတိလောက်လေးပြန်လဲမျှဝေပြလိုက်ပါသည် ဓမ္မသူတို့အစဉ်အပိုင်းလေးကြိုးစားအားထုတ်နိုင်ကြပါစီရှင်